စိတ်ရောဂါတစ်မျိုးဖြစ်သောစိတ်မမှန်ခြင်းသည်အဖြစ်မှန်မဟုတ်သောအရာများကိုခံစားစေသည်စိတ်မမှန်ခြင်းကိုခံစားနေသော လူများသည် သူတို့အတွင်တွင်အမောင့်တစ်ခုကိုခံစားရနိုင်ပြီးအဲ့ဒါကအဖြစ်မှန်မဟုတ်ပါသူတို့ဘာတွေခံစားရသလဲသူတို့သည်အဖြစ်မှန်မဟုတ်သော အရာများကိုမြင်ရခြင်းခံစားရခြင်းနှင့် အလုံးမမှန်ကန်သောလီလန့်ဖြစ်သိမြင်ရခြင်းတို့ကို ခံစားရသည်စိတ်မမှန်ခြင်းဤယောဂလက္ခဏာများကိုဘယ်မှာတွေ့နိုင်တယ်လဲစိတ်ကွဲလွန်စွာဖြစ်သောလူများပုဂ္ဂိုလ်ရေးဆိုင်ကတနာများကြီးမားသောစိတ်တက်ကြခြင်းအပိုင်းများနှင့်စိတ်မမှန်သောနှခတ်ဆိုးဆိုင်ခြင်းအခြေအနေများတွင်လည်းတွေ့နိုင်သည်စိတ်မမှန်ခြင်းကိုခံစားရတဲ့အခါဘာတွေလုံးနိုင်တယ်လဲအဲ့ဒါအဖြစ်မှန်လားမဟုတ်ဘူးလား ဟုတ်ပါတယ်။စိတ်မမှန်ခြင်းကိုကူတာနိုင်တဲ့နီးလန့်ရှိပါတယ်။စေဝါကူတာမှုပါဝင်သောတင့်ရောသော စိတ်ကျမ်းမာရေးအကြံပေးမှုစင်စမပြတ်ကူတာမှုအစီအစဉ်များဥပမာ cognitive behavior therapy တူဂျင်ကူတာမှုနဲ့အခြားစိတ်ကုထုံးများပါဝင်သည်နောက်ထပ်အရေးကြီးတာကတော့လူနာနဲ့နားလည်မှုကောင်းမွန်စွာချီခြင်းက စိတ်မမှန်ခြင်းကိုခံစားနေသောလူများကိုပြောင်းလဲမှုများဖြစ်စေပြီးသူတို့၏ဘဝအရေးသွေးကိုပိုမိုကောင်းမွန်စေပါသည်တင်သည်ဤခြေနေကို ခံစားနေရသောသူများထဲမှတဦးဖြစ်ပါကသူမဟုတ်ဤအခြေအနေကိုခံစားနေရသော လူများကိုတိပါကအဲ့ဒီမှာရက်မနေပါနဲ့အကူညီတောင်းခြင်းသည်ပထမဆုံးခြေလှမ်းဖြစ်သည်အဲ့ဒါကြောင့်ဤအခြေအနေကိုကြောဖြတ်နိုင်ရန်အပေါ်လိုဆေးရုံများတွင် ကျွန်ုပ်တို့ရှိနေပါသည်